အမေရိကန်ပြည်ထောင်စုရဲ့အွန်လိုင်းကြားဖြန့်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးလှုပ်ဆောင်မှုပြောဆိုမှုရဲ့နောက်ပိုင်းမှာ Hidden Agenda နည်းနည်းတဲ့လှုပ်ဝက်ရည်ရွယ်ချက်တစ်ခုရှိနေတယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အရှိတောင်အာရှအခြေစိုက်ငွေလင်ခိုင်းတွေကအမေရိကန်နိုင်ငံသားထောင်ထဲချီစီကနေနှစ်စဉ်ဒေါ်လာတန်ပေါင်းထောင်ထဲချီလိမ်လည်နေတာကိုကာကွယ်ဖို့ဆိုပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force ကို အမေရိကန်ကဖွဲ့စည်းလိုက်တယ်လို့ကြေညာခဲ့တဲ့နောက်စစ်ကောမရှင်ကစစ်တပ်ဝါဒဖြန့်သတင်းစာတွေကနေတဆင့်အခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကြားဖြန့်စင်တာနှစ်ခုကိုစစ်စင်ရေးပြုလုပ်ခဲ့ကြောင်း KKPark လို့ online ငွေလိမ်ခိုင်းနေရာတွေကိုတိုက်ဖြတ်ဖို့အတွက် Riot Time Police War Room Task Force နဲ့တူပူးပေါင်းဆောင်ရွက်ဖို့ဘန်ကောက်ကို FBI အေဂျင့်တွေဆေးလွတ်ခဲ့တယ်ဆိုတာပါဝင်အမေရိကန်ဘက်ကပြောဆိုချက်တချို့ဟာ ရည်ရွယ်ချက်ရှိနိုင်တယ်ဆိုပြီးစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်။ဒါကြောင့်ဒီနိုင်ငံအနေနဲ့ online လိမ်လည်မှု online လောင်းကစားမှုတိုက်ဖျက်ရေးဆိုတာထက်နည်းနည်းတဲ့လှုပ်ဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့သုံးသပ်ရတာဖြစ်တယ်လို့သူကဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ် data တွေဖြစ်တဲ့ KKP ရွှေကုတ်ကိုကြောက်ခတ် data တွေမှာရှိတဲ့အခြေခံလူနေထိုင်မှုရေလျှက်စင်ပြီးဆက်သွယ်ရေးတို့မှာတစ်ဖက်ထိုင်းနိုင်ငံကနေရရှိခြင်းဖြစ်ကြောင်း ကြားဖြန့်ဒေတာမှာရှိတဲ့အလုလုကင်နေတဲ့နိုင်ငံခြားသားတွေရဲ့69.5%ခန့်တော့ထိုင်းနိုင်ငံကနေတဆင့်ဝင်ရောက်လာတာဖြစ်ကြောင်းစောမင်းထွန်းကအပြစ်တင်ပြောဆိုခဲ့ပါတယ်စစ်တပ်က KK ပတ်ထဲကအစာအုပ်တွေကိုဖောက်ခွဲလိုက်တဲ့ပောက်ကွဲအပိုင်းစာတွေဟာထိုင်းပိုင်နဲ့ထဲကိုထိမှန်ခဲ့တဲ့ဆိုပြီးပြီးခဲ့တဲ့အောက်တိုဘာလကထိုင်းနေသားကောမဒီ TVC ကမြမအာနာပိုင်တွေကိုကန့်ကွက်စာပေးပို့ခဲ့တာကိုလည်းစစ်ကောင်စီဘက်ကပြန်လည်ညှင်းဆို့ထားပြီး အစအနကြာရောက်တာမရှိဘူးလို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။ KK ဘက်ကိုဖောက်ခွဲဖြိုဖျက်မှုတွေမှာအစစ်မြစ်ဖောက်ခွဲမှုတွေဖြစ်တာကြောင့်အနီးနားမှာရှိတဲ့တစ်ပင်ပင်မလှုပ်ကြ။ဒါကြောင့်ထိုင်းနိုင်ငံတဲကို အစတွေကြာရောက်เสียအကြောင်းမရှိဘူးလို့သူကဆိုပါရယ်။ KK ဘက်နေမြေထဲမှာ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေနဲ့ဒုစရိုက်တွေလုပ်နေတဲ့ဇုံ၃ခုရှိပြီးအစအဦးပေါင်း600ကျော်ရှိကဇုံ A မှာအစအဦး148လုံးရှိတဲ့အထက် အဆောက်အဦ130လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးကြံတဲ့အဆောက်အဦ900ကျော်ကိုဆက်လက်ဖြိုဖျက်သွားမယ်လို့စစ်ကောင်စီကနိုဝင်ဘာလ17ရက်နေ့မှာကြေညာထားပါတယ်။